ျွန်တော်ဒီနေ့ Oppo A5 Pro ရဲ့ AI အကြောင်းပြောမယ်ပေါ့နော်သူထက်ပိုမြင့်တဲ့မြန်မာပြည်မှာအမြင့်ဆုံးဝင်ထားတဲ့ Reno 13မှာတော့ AI user experience ကောင်းတယ်ဆိုတာကျွန်တော်သိခဲ့ကြပြီးပြီသူ့မှာပါလာတဲ့ AI feature တွေကိုကျွန်တော် daily use သုံးကြည့်ရတဲ့အခါမှာဘယ်လိုနေထားရှိမလဲတကယ်မရောမရဲ့လားပထမဆုံးအနေနဲ့ဓာတ်ပုံရိုက်တာမျိုးတွေမှာသူ့ AI ကဘယ်လောက်ထိလုပ်ပေးနိုင်မလဲ editing လုပ်တဲ့နေရာမှာပေါ့ Reno 13မှာတော့သူ့ရဲ့ AI နဲ့ edit လုပ်တာတွေကိုလူတွေတော်တော်လေးအထူးမြင့် old fan တွေသဘောကျခဲ့ကြတယ်ပေါ့နော်ဥပမာ background မှာရှိတဲ့မလိုချင်တဲ့လူပုံတွေပစ္စည်းတွေကို one click ဖြောက်ပစ်တာဘယ်သူမှကြွေပဲနေမလဲ ပြီးကြတဲ့အရင်ဆိုဒီ process တစ်ခုလောက် Photoshop ပါညာနဲ့အမှန်ကန်တော်တော်လောက်ရမယ်ဟာဗျာအခုဒီ Oppo ရဲ့ AI Eraser 2.0နဲ့ဆိုရင်ကျွန်တော်တို့လာဆိုဝိုင်းပြီးတော့မှတ်ပြီးတော့ဖြစ်ဖြစ် paint over ချဲပြီးတော့ဖြစ်ဖြစ်ပေါ့နော်ကိုဖြောက်ချင်တဲ့ဟာကိုတစ်ခါတည်း select မှတ်ပြီးတော့ဘုံဆိုပြီးဖြောက်လိုက်လို့ရတယ်။ shortcut အနေနဲ့လူတွေကိုပဲရွေးပြီးတော့ဖြောက်တဲ့ people remover လိုမျိုးလေးတွေလည်းပါတယ်။ okay သုံးရတာ convenient ဖြစ်တာတော့ဟုတ်ပါပြီ။ reset ကောဒီ A5 Pro မှာလည်းပိုစေးတတ်တာလို့ဆိုပြီးတော့အဲ AI software ဘိုင်းခိုထားတာမျိုးသိမ့်မတွေ့ခဲ့ဘူး။ စမ်းကြည့်တာတွေရဲ့ထောက်ဝက်လောက်ကသူ့အနေနဲ့သူအလုပ်ဖြစ်တယ်။ခိုးတော့အထက်စာဝရှင် reset တွေကပို့ပြီးတော့ accurate ဖြစ်လာတယ်။ပို့ပြီးတော့တိုက်ရက်လာတယ်ပေါ့။ဒီလိုမျိုးပို့တက်တာတဲ့ဖုန်းတွေမှာစာ feature တွေကိုခွဲခြားခွဲခြားအရင်မလုပ်ထားတာတော့ user တယောက်အနေနဲ့ Oppo appreciate ဖြစ်ပါတယ်။ပြီးတော့ဓာတ်ပုံရိုက်တဲ့အခါတချို့ပုံတွေအမြန်ရိုက်လိုက်လို့ဖြစ်ဖြစ်ရိုက်တဲ့ဟာတအားယွင့်နေလို့ဖြစ်ဖြစ်ပြီးတော့ flash မဟုတ်တဲ့အတွက် auto focus ပညာတော့ပဲဖြစ်ဖြစ်ပေါ့နော်ပုံတွေကမှုံသွားသွားတယ်ကိုလိုချင်တဲ့ဒီ data အကောင်းတယ်ဆိုရယ် quality မဟုတ်ဘူး focus မပြတ်ဘူးပေါ့ အဲ့လိုဖြစ်စဉ်မျိုးတွေအတွက်လည်း Oppo AI and Blast ဆိုတဲ့ feature လေးပါတယ်။အဲ့ဒါခုနကဝါးဝါးတဲ့ဟာတွေကိုသူကလည်းသူ processing လုပ်ပြီးတော့ပြန်ကြည့်အောင်လုပ်ပေးရပါတော့။စမ်းကြည့်ရတော့လည်းတော်တော်များများအလုပ်ဖြစ်တာကိုတွေ့ရတယ်။အဲဘလို့လုပ်တာလဲဆိုရင်တော့ AI နဲ့ CPU processing အားကိုသုံးပြီးတော့ခုနပုံတွေမှာ loss ဖြစ်သွားတဲ့ detail တွေကိုသူကလည်းသူခံမှန်းပြီးတော့ပြန်ဖြည့်ပေးရပါတော့။အဲ့တော့ overall ပုံထွက်ကပိုကြည်သွားတယ်။ပုံပြီးသုံးဖို့ကောင်းသွားတယ်ပေါ့။တချို့ပုံတွေမှာတော့နည်းနည်းရင့်သွားစလို့ဖြစ်တယ်ဆိုပေမဲ့ စမ်းကြောက်ထောက်ဝမကသူလည်းအလုပ်ဖြစ်တာကိုတွေ့ရတယ်ပြောလို့ပြောရမို့ဒီ feature ကလည်းဒူတော်တော်များများအထူးမြင်တယ်ပြီး mirroring phone တွေနောက်တချို့ပုံဝင်တယ်မလားအရင်အားဆိုင်ပြီးမရိုက်ချင်တဲ့ဖြောက်ဖြောက်ဖြောက်ရိုက်ပြီးတော့ပုံထွက် quality အကောင်းဆုံးမရတဲ့ user မျိုးတွေအတွက်တကယ်သုံးဝင်ပါပါအရင်ဆိုခုလိုမျိုးတွေသုံးဖို့ remini တို့ super image တို့လို့ third party app scaling app တွေနဲ့တွားပြီးတော့သုံးပါတယ်အခုကတော့ဖုန်းထဲက AI gallery မှာတခါလဲ edit လုပ်ရုံပဲအဲ့တော့ number 1ချက် convenient ပို့ဖြစ်လာတယ်။ number 2ချက်အရင်တော့က third party app တွေဟုတ်တယ်ကောင်းတယ်ဆိုပေမဲ့ ူပုံတွေထူးထင်ကျွန်တော်တို့မျက်နှာမျိုးတွေ app scan လောက်လုပ်တဲ့ချိန်မှာအရင် accurate မဖြစ်တာမျိုးတွေတလွဲကြီးတွေထွက်လာတာမျိုးတွေကျွန်တော်တို့အနေနဲ့များကြုံခဲ့ကြရတယ်။အခုနောက်ပိုင်းဒီဖုန်းတွေမှာပါတဲ့ AI ဟာကျတော့အဲ့လူရဲ့ facial recognition ပိုကောင်းတယ်။ခုနလိုတလွဲဖြစ်သွားတဲ့ဒီနှက်ခမ်းကနေမျက်နှာတွေအကြောင်းကြီးတွေပြရမလားအဲ့လိုမျိုးပို့ပြီးတော့နည်းတယ်။အဲ့ကြောင့်ခုကြည့်နေလူတွေကိုယ့်ဖုန်းမှာပါတယ်ဆိုရင်စမ်းသုံးကြည့်ကြောက်ကိုတိုက်တွန်းခြင်းနဲ့ Oppo Reno 13လိုမျိုး CPU performance နဲ့တရားပုံမြင်တဲ့ဖုန်းမှာတော့ overall နည်းနည်း processing တိုင်းမြန်နေဆိုပေမဲ့အဲ့ဒါကလည်းဒီလိုမျိုးဖုန်းနှလုံးရှင်ပြီးတော့ချစမ်းတာမဟုတ်ရင်မသိတာပါဘူးဆိုတော့ A5 Pro လည်းမိုက်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုကျွန်တော်တို့မှန်လေးကနေဖြတ်ပြီးတော့ဓာတ်ပုံလှန်ရိုက်တာတို့ mirror service ဆွဲရလို့ဆိုရင်အလင်းပြန်တဲ့ reflection နဲ့ပုံထဲမှာသိရမလားအဲ့လိုအလင်းတွေပြန်သွားတယ်ဗျာတိတ်ပြီးတော့သုံးလို့မကောင်းဘူး Oppo ရဲ့ AI reflection remover အဲ့လိုမျိုးအလင်းပြန်တာတွေကိုဖျောက်ပေးတာအထီးရောက်ဆုံးကတော့အဲ့လိုမှန်ချားနေတာကိုရိုက်လိုက်တဲ့ shot ဒီမှာအလင်းပြန်သွားတာကိုတော်တော်လေးအလုပ်ဖြစ်တာကိုတွေ့ရတယ် ဒါကလည်းတကယ်သုံးဖြစ်တဲ့လူတွေအတွက်တော်တော်လေးအသုံးဝင်စေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဥပမာကို crash က coffee site မှာထိုင်နေအောင်ကိုကအဝေးကနေပြီးတော့လှမ်းရိုက်လိုက်လို့ဂျားတော့မှမှန်ချနေတဲ့အလင်းပြန်သွားဆိုရင်ဘုံနောက်တစ်ခုအဝေးကဟာတွေကိုဇုံဆွဲပြီးရိုက်တာရင်မှာပုံရဲ့ detail quality ကျသွားတာရှောင်လွဲလို့မရဘူးပေါ့အထူးသဖြင့် digital zone range များလာလေပြီးပုံရဲ့ကြည်လင်ပြတ်သားမှုတွေလျော့သွားတာပဲ။ high end flagship ဖုန်းတွေမျိုး periscope zone လမ်းအကြီးကြီးပါတဲ့ဖုန်းတွေမှာတော့အဲ့လို digital zone range ဘက်ကိုရောက်သွားရင်အဲ့လိုဖြစ်တာပဲဗောနော်အဲ့လိုဖြစ်တာအတွက်လေ AI clarity enhancer နဲ့ပြန်ကုစားလို့ရတယ်။ဘာပြောပုံလေးကအရင်ကထက်တော့ပိုကြည်သွားတယ်ဗောနော်။တခုတော့ကျွန်တော် disclaimer ပြောချင်တာကမူရင်းကောင်းမှမိတူကောင်းမှဆိုတဲ့အတိုင်းမူရင်းပုံမှာဟောမဟာဒီယဝါနေတော့လေ AI လဲသူ့အတိုင်းတာလောက်ပဲလုံနိုင်တာမျိုးတော့ရှိတာပေါ့နော်ဒါမဲ့လေနောက်ပိုင်း Oppo AI software ပိုကျန်းလာရင်ကျန်းလာလို့ဒါကလေပိုပြီးတော့တောင်မှလုံနိုင်လာမဲ့ချူချာ potential ရှိရလို့တော့ဘာပြောပြောမျှော်လင့်မိတယ် တကယ်လို့မိတ်ဆွေကဓာတ်ပုံသိမ့်မရိုက်ဖြစ်တဲ့ဓာတ်ပုံမရိုက်ပါဘူးကွာဆိုရင်လူဆွင်ရောအဲ့လိုမျိုးမိတ်ဆွေကကင်မရာသိမ့်မသုံးဖြစ်ပါဘူးဆိုရင်တော့မှကိုယ့်ရဲ့နေစဉ်ဘဝမှာအလုံးလုံးဓာတ်တွေစာဖတ်ဓာတ်တွေဘာညာတွေမှာလည်း AI ကအထောက်အကူပြုနိုင်သေးတယ်။ Oppo ရဲ့ AI Duo Box ထဲမှာလည်း productivity ဘိုင်းအတွက်သူ့ရဲ့ feature တွေတွေပါတယ်။ဒါကို Reno 13တော့က Ofan နဲ့စမ်းခဲ့ကြပြီးသားတချို့တွေတော်တော်များများကြိုက်ခဲ့ကြပြီးသားဖြစ်မှာပါ။အခုဒီ A5 Pro မှာလည်းထုံးနေကြကောင်းပဲ။ AI summary, AI writer, AI assistant ဘာညာပေါ့နော်အဲ့လိုဟာတွေတော်တော်များများပါတယ်။မတိသေးတဲ့တွေအတွက်နည်းနည်းရှင်းပြအောင်မယ်ဆိုရင်ရုံးအလုတ်အစည်းအဝေးတွေအလုတ်ဖုန်းတွေမှာကိုကအတန် record လုပ်ထားပြီးတော့ပြီးတော့ AI နဲ့ summary ဘာတွေပါတယ်ဆိုတာအနှစ်ချုပ်ပြန်ပြီးတော့ auto ထုတ်ခိုင်းတာမျိုးအဲအဲ့လိုမျိုးတွေရာစာသုံးလို့ရတယ်။ဒါကလည်းတကယ်မိတ်ဆွေသုံးကြည့်ပြီးွားရင်နောက်ကိုတောက်လျှောက်သုံးဖြစ်သွားမယ်။တော်တော်လေး convenient ဖြစ်စေတဲ့ feature ပါ။ document စာအရှိန်ကြီးတွေ note အရှိန်ကြီးတွေကို AI နဲ့ summary အနှစ်ချုပ်ထုတ်ပြီးတော့ကိုကတော်တော်တုတ်တုတ် point တွေကိုတန်းဖတ်လို့ရတယ်ဗျာအဲ့ဒီထေးကတိတ်မထူးဆန်းသေးပါဘူးဆိုရင်တော့မှ AI writer နဲ့ AI reply လို့မျိုးကိုယ့်စီကိုဝင်လာတဲ့ message တွေကိုဘယ်လိုစာပြန်ရမလဲဆိုတော့သူ့ရဲ့ AI နဲ့ suggest လုပ်ပေးတဲ့ message တွေကိုကိုယ်ကကြည့်လို့ရတယ်အထူးဖြင့်ကိုယ်ကအင်္ဂလိပ်အင်္ဂလိပ် language နဲ့လောက်တာလို့မျိုးကိုယ်တည်းအရင်တော့စဉ်းစားရမယ်နည်းနည်းလေးအာရုံစရတဲ့ကိစ္စတွေမှာအဲ့ဒါလေးကလည်းအနည်းနဲ့များ convenient ထက်ဖြစ်စေစဉ်းစားပြီးစာပြန်တာမလုပ်ချင်တဲ့ကိုကိုမမတွေအတွက်လည်းဒါတော်တော်လေးကို handy ဖြစ်တယ်နောက်ပိုင်းဆိုလူတွေကတော်တော်အောင်ပြင်းရွာကြမှာမသိဘူး Facebook မှာပြောနေကြသလိုကိုကစာရှည်ကြီးမဖတ်ချင်ပြင်းတယ်ဆိုရင်တော့ AI article summary နဲ့အနှစ်ချုပ်ထုတ်ပေးခိုင်းလို့ရတယ်ပြီးတော့ document တွေက data တွေ information တွေကိုထုတ်ချင်လို့ရှင်လဲ data extraction tool ကလည်းကူညီပေးနိုင်နေမယ်နောက်တစ်ခု code for screen ပေါ်စာတွေကိုဘာသာပြန်ဖို့အတွက်လဲ screen translator ဆိုတာလေးရှိတယ်ဒါကလည်းကိုယ့်ရဲ့နေ့စဉ်ဘဝမှာတော်တော်လေးကိုအသုံးဝင်စေတဲ့တစ်ခါသုံးပြီးရင်နောက်ဆက်ဆက်ပြီးသုံးချင်မှာ feature ဆိုတာကျွန်တော်လုံးဝအားမခံနေဆိုတော့အင်္ဂလိပ်လို article ကြီးတွေကျွန်တော်တို့ website တွေမှာစာတွေဖတ်ပြီးတော့ တခုချင်း copy paste ဆိုတော့ Google Translate မှာသွားပြန်ရတာလိုမျိုးအဲ့လိုကိစ္စထားရင်မဟုတ်တော့ဘူးဗျာဆိုတော့တန်းတန်းပြီးတော့ဖတ်လိုက်ရုံပဲပေါ့နော်ဒါကလည်းကျွန်တော်နေ့စဉ်ဘဝမှာတော်တော်လေးအဆင်ပြေသွားစေမယ့် feature တစ်ခုပါကျွန်တော်ပြောရတာတော့ဒီ function ကိုသုံးဖြစ်မှာမဟုတ်ဘူးဆိုရဲလို့မရှိသလောက်ရှားမယ်ထင်ပါတယ် Global Room Phone တစ်လုံးပြီပြီးသူ့မှာ Google ရဲ့ Circle to Search လိုမျိုး feature လည်းပါပြီးသားပေါ့နော် home screen အောက်ကဘာကိုဖိထားပြီးတော့ကို screen ပေါ်ကရှာကျင်တာကိုလက်နဲ့ဝိုင်းပြီးတော့ internet မှာတန်းရှာလိုက်ရုံပဲဒါကလည်းခုနကဟိုလိုမျိုး convenient ဖြစ်တဲ့နောက်ထပ် search by image feature လိုမျိုးတခု အဲ့ဒါကိုလည်းအခုချိန်ဆိုရင်လူတော်တော်များများသုံးဖြစ်နေတော့ပြီအဲ့ဒါကိုလည်းအခုချိန်မှာသုံးဖြစ်တဲ့လူတွေတော်တော်သုံးဖြစ်နေတော့ပြီသုံးနေရဆိုရှင်အောက်မှာကိုယ့်ရဲ့အတွေ့အကြုံနဲ့ကြိုက်လားမကြိုက်ဘူးလားဘာညာမန်းကဲလို့ရပါတယ်ပြီးတော့ AI Go Summary နဲ့ Voice Scribe မျိုး feature တွေလည်းမသုံးဖြစ်သေးလို့ရှင်စမ်းသုံးကြည့်ကြပါဦး ဒီ A5 Pro မှာတခြားပါတွေပါသေးလဲဆိုရင်တော့ AI Link Boost 2.0တို့ AI Game Booster တို့ Trinity Engine တို့လိုမျိုးကိုယ့်ရဲ့နေ့စဉ်ဘဝမှာ game ဆော့တဲ့ဘိုင်းတို့ performance ဘိုင်းတို့မှာ AI နဲ့နည်းနည်း adjust လုပ်ပေးတဲ့ optimization ဘိုင်းလေးတွေလည်းပါတယ်။ Higher flagship phone မဟုတ်ပေမဲ့ Reno 13တို့က overall သုံးရတာ smooth ဖြစ်တဲ့ဘာညာဆိုတာအဲ့လိုမျိုး support တွေကြောင့်လည်းပါတယ်။ ။နေကုန်းချုပ်အနေနဲ့ကတော့ Oppo ရဲ့ AI user experience ကိုကောင်းကောင်းသုံးနိုင်မှုအတွက် tips လေးကျွန်တော်ပြောပြပေးခြင်းတယ်။ပထမဆုံးအနေနဲ့ကတော့မိတ်ဆွေသား Oppo phone ကင်နေတဲ့ Oppo user တယောက်ဆိုရင်တော့အခုပြောခဲ့တဲ့ feature တွေကိုဖုန်းမှာပါသလောက်ပေါ့နော်။ဆန်းသုံးကြည့်ကြဖို့ကျွန်တော်တိုက်တွန်းပါရစေ။ရိုက်ထားတဲ့ဓာတ်ပုံတွေပြန်ပြင်တာပဲဖြစ်ဖြစ်ခုနကလိုမျိုး office ဘိုင်းနဲ့ productivity ဘိုင်းတို့ပဲဖြစ်ဖြစ်မိစေဆန်းသုံးကြည့်တစ်ခါနှစ်ခါလောက်ဆိုရင်အသားကျသွားမယ်ပြီးတော့ကိုယ့်အတွက်တော်တော်လေးအသုံးဝင်တယ် helpful ဖြစ်တယ်ဆိုတော့မိစေခံစားမိပါပါ။တော်တော်လေးအချိန်ကုန်တတ်တာပြီးတော့အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့အခုလိုမျိုး AI kit မှာဒီလို tools တွေကိုသုံးပြီးတော့ဘယ်လိုအခြေအနေမှာ apply လုပ်လို့ရမလဲဆိုတာမျိုးသိထားတာပိုကောင်းတယ်ဥပမာ background ကဟာတယ်လို့ဒီကူဖြောက်ကျင်တာတို့ summary တွေလုပ်ပြီးတော့အမြန်အနှစ်ချုပ်ဖတ်တာတို့အဲ့ဒါတွေကတော့လူတိုင်းအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်နောက်တစ်ခုအရေးကြီးတာ Oppo ကလည်း AI feature တွေဆိုအမြန် update လုပ်ပေးနေတာဆိုတော့ကိုယ်က code phone software update အမြဲလုပ်ဖို့လည်းကျွန်တော်တိုက်တွန်းပါတယ်နောက်ဆုံးဆိုရင် feature တွေရလာလဲကိုယ့်စီမှာမရှိနေရမှာဖြစ်နေတယ် မိတ်ဆွေသား O fan တယောက်ဆိုရင်ဒီလို A5 Pro နဲ့ Reno 13လို့ဖုန်းနေစီက Oppo AI Xperia အကောင်းဆုံးအသုံးချနိုင်လို့တော့ကျွန်တော်ဆူတောင်းပေးပါရယ်။ဒါနဲ့စကားမဆက်ပါလို့ဒီ A5 Pro လိုမျိုးပိုဈေးတက်တာတဲ့ဖုန်းပါပါဒီလို AI feature တွေ Reno 13ကနေပါတပြုံးထည့်ပေးလိုက်တယ်ဆိုတာလေးကျွန်တော်လည်းပြောပြချင်တယ်။ဖြစ်ပုံကတော့ဒီလို Reno 13နဲ့အတူသူ့ရဲ့ AI feature တွေပါလာတဲ့အချိန်မှာ O fan တွေကတော်တော်လေးသဘောကျကြတယ်။ Oppo user တွေပေါ့နော်။ဆိုတော့ ီလိုမျိုးပိုတက်တာတဲ့ AC ဖုန်းမှာပါအဲ့လို AI feature တွေလိုချင်ပါတယ်ဆိုပြီးတော့တောင်းဆိုကြတာကို Oppo ဘက်ကစစ်တမ်းနေအရာသိရတယ်။အဲကြောင့် ColorOS 15နဲ့အတူဒီလိုမျိုးဖုန်းတွေမှာပါထည့်ပေးလာလို့သိရတယ်ပေါ့နော်။တကူတော့ကျွန်တော် disclaimer အနေနဲ့ပြောချင်တာဒီလိုအရမ်းမိုက်တဲ့ AI Go Summary တို့ AI Voice Scribe တို့ကအဲ Oppo AI မှာပေါ့နော်ဒီ Match 25လောက်ကမှထပ်ပြီး software update နဲ့ပေးလာတဲ့ feature တွေဖြစ်တဲ့အတွက် A5 Pro လို့ဖုန်းမှာတော့အခုချိန်မှာသုံးလို့မရသေးဘူး အဲ Reno 13မှာတော့တချို့ AI summary တွေ AI write တွေ AI speak တွေတော်တော်လေးကိုသုံးလို့ရနေပြီဆိုတော့အမှန်ပဲဆိုတော့နောက်ပိုင်းမှာလည်းဒီလို A5 Pro နဲ့တခြား tier phone တွေမှာ Oppo ကထပ်ပြီးတော့ software update နဲ့ပေးလာမယ်လို့တော့ကျွန်တော်မျှော်လင့်မိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုကြည့်နေတဲ့မိတ်ဆွေလေးကိုက AI feature တွေ phone ပေါ်ကနေသုံးဖြစ်နေရဆိုလို့ရှိရင်ကိုယ့်ရဲ့ user experience လေး tips and trick လေးမျှဝေနေတယ်ဆိုလို့ရှိရင်အောက်မှာ man ကြေပေးလို့ရပါတယ် sharing is caring ပါအဲအဲ့လိုပဲ Oppo 30 user တယောက်ဆိုလည်း Oppo ရဲ့ AI ကိုဘယ်ဟာတွေအားရလဲဘယ်ဟာတွေအားမရဘူးလဲဘယ်လိုဖြစ်စေချင်လဲဘာညာပေါ့ကိုယ့်ရဲ့ထင်မြင် user ချက်နဲ့မျှော်လင့်ချက်တွေအောက်မှာမှန်းခဲ့ရပါတယ်။ပြီးတော့ tech နဲ့ပတ်သက်ပြီးတော့မေးချင်တာပါညာရှိရင်လည်းဒီ video အောက်မှာတစ်ခါလေးမေးခဲ့ရပါတယ်။ကျွန်တော်အလင်းသိရင်သိတယ်လို့ပြန်ဖြေပေးမယ်ပေါ့နော်။ဟုတ်ကဲ့ပါကျွန်တော်ကတော့ဖုန်းကြော်သူဖြစ်ပါတယ်။ video အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းခုလိုမျိုးနီးမြောက်ပိုင်းဆိုင်ရာ video တွေနဲ့လာမှာဖြစ်တဲ့အတွက် my tech မြန်မာကိုလည်း like and follow လုပ်ထားလို့ရပါတယ်။အားလုံးပဲ see you